စလဲတင့်ရွှေချင်းနဲ့ဝပြည်သွေးစည်းညီညွတ်ရေးတက်မတော် UWSA ကထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ဩဂုတ်လကတရုတ်နိုင်ငံယူနန်ပြည်နယ်ထဲမှာတွေ့ခဲ့ကြတဲ့အစည်းအဝေးမှတ်တမ်းပေါက်ကြားခဲ့တာဟာမြန်မာအရေးမှာတရုတ်နိုင်ငံကအတိအလင်းဝင်ရောက်ဆက်ဖက်နေတယ်ဆိုတာကိုထင်ထင်ရှားရှားဖြစ်စေခဲ့ပါတယ်။ဒီတွေ့ဆုံမှုဟာမှန်ကန်ကြောင်းဝါတက်ဖွဲ့နဲ့နီးစပ်သူကအတည်ပြုကြောင်းကိုလည်း BBC ကထုတ်လွှင့်ခဲ့ပါတယ်။ထို့အတူမဇီမာသတင်းဌာနကလည်းရရှိထားတဲ့ဒီအစည်းအဝေးမှတ်တမ်းအပြည့်အစုံကိုအများပြည်သူတွေသိရှိအောင်အပြည့်အစုံတင်ပြ ဖြစ်ပါတယ်။သတင်းမီဒီယာအသီးသီးရဲ့ဒီအစည်းအဝေးမှတ်တမ်းအပေါ်လေ့လာတင်ပြချက်တွေ အရဆိုရင်မြန်မာနိုင်ငံတရုတ်နိုင်ငံဟာမြန်မာအရေးမှာစစ်ကောင်စီဘက်ကနေအများထင်လာတာထက်ပိုပြီးနက်နက်ရှိုင်းရှိုင်းပါဝင်ပတ်သက်နေတယ်ဆိုတာကိုသိသာစေခဲ့ပါတယ်။ဒါကြောင့်ဒီကနေ့အစည်းအဝေးမှာဒီအစည်းအဝေးမှတ်တမ်းပါအချက်အလက်တွေအရတရုတ်နိုင်ငံရဲ့စစ်ကောင်စီအကြပတ်သက်ဆက်နွယ်မှု ဘယ်အတိုင်းအတာထိရှိနေသလဲဆိုတဲ့ရှုထောင့်အမြင်အသေးသေးကိုတန်ရွင်ခက်မီဒီယာရဲ့တာဝန်ခံအက်ဒီတာဖြစ်တဲ့ဒေါ်စုမြတ်နဲ့ဝါရှင်သတင်းသမားတဦးဖြစ်တဲ့ဦးတိုးစော်လက်တို့ကအဓိကဆွေးနွေးသွားမှာဖြစ်ပြီး host အနေနဲ့ကျွန်မညီပြေဆုံးကပါဝင်တင်ဆက်သွားပါမယ်။ဟုတ်မင်္ဂလာပါမဆုမြတ်နဲ့ဦးတိုးစော်လက်။မင်္ဂလာပါ။ ဟုတ်ကဲ့မင်္ဂလာပါရှင်ဆိုတော့ဒီနေ့အစီအစဉ်အတွက်မဆုမြတ်ကိုကျွန်မစပြီးတော့မေးချင်တာကကျွန်မအရှိမပြောခဲ့သလိုပေါ့နော်ဒီတရုတ်အထူးကိုယ်စားလှယ်ဝတရုတ်အထူးကိုယ်စားလှယ်နဲ့ဒီဝအဖွဲ့ UWS ထိပ်ပိုင်းခေါင်းဆောင်တွေဩဂုတ်လကတရုတ်နိုင်ငံယူနန်ပြည်နယ်ထဲမှာတွေ့ခဲ့ကြတဲ့အစည်းအဝေးမှတ်တမ်းပြင်ပကိုပေါက်ကြားလာတဲ့ကိစ္စဟာမြန်မာအရေးအကဲခတ်တွေကြားမှာလှုပ်လှုပ်ရှားရှားဖြစ်ကုန်နေပေါ့နော်အရင်တုန်းကတရုတ်အနေနဲ့စစ်ကောင်စီကိုအဖက်မလုပ်ဘူးနောက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကိုတရုတ်ကိုမဖိတ်ဘူး မြောင်လိုင်းကလည်းရှမ်းမြောက်ကနေနေမီရီလက်လွတ်ရတာဟာနမည်တက်မပြောပေမဲ့တရုတ်ကထောက်ခံအားပေးလို့ဖြစ်ရတဲ့ပုံစံမျိုးနဲ့ဆွတ်ဆွေးခဲ့တာတွေလည်းရှိခဲ့တယ်။နောက်တရုတ်တန်ယုံရှိမှစန့်ကျင်ဆန္ဒပြပွဲတွေလုပ်တဲ့အထိလည်းဖြစ်ခဲ့တယ်။ဆိုတော့ဒီအနေထားကနေတရုတ်အနေနဲ့အခုလိုစစ်ကောင်စီဘက်မှဟိုရက်တီတဲ့အနေအထားကိုတိတိတသာပြောင်းသွားစေတာဟာဘလို့အကြောင်းရင်းခံတွေကြောင့်လို့ယူဆလို့ရမလဲပေါ့နော်။ဒါကိုအရင်ဆုံးဆွေးနွေးပေးပါမစို့မြတ်ဟုတ် ဒါလက်ရှိဒီနှွေဦးတော်လန်ကြီးရဲ့လက်နက်ကင်တွန်းလှန်မှုပေါ့အတော်ကြီးတဲ့ပွဲစုသွားတဲ့လုပ်ရက်ဖြစ်သွားတာတော့အမှန်ပဲပေါ့နော်ပိုဆိုတာကဒီဒီမိုကရေစီအရေးအတွက်ရက်တည်နေတဲ့ပြည်သူတွေကိုသွေးဆူအောင်လုပ်လိုက်တဲ့အနေထားလို့လည်းပြောလို့ရတယ်တခြားနိုင်ငံတစ်ခုရဲ့ဒီပြည်တွင်းရေးကိုဝင်မဆက်ဖက်ပါဘူးဆိုပြီးထုတ်ပြန်ထားတဲ့တရုတ်ကဒီတိတိတသာရုပ်ပြက်စင်းပြက်လို့ရက်တွေကစတိုက်ဖြစ်လာကြလို့မျိုးပဲမြန်မာနိုင်ငံကြီးထဲမှာဒီချုပ်ကန့်ကျင်တဲ့လို့ရက်တွေကိုတွေးလိုက်ရတယ်လို့လည်းပြောလို့ရတယ်ပေါ့နော်အဲ့တော့ဒီလိုအခြေအနေတွေဘာကြောင့်ဖြစ်သွားလဲပေါ့ လက်ရှိကာလမှာရောအရင်အချိန်တွေကိုပြန်ကြည့်မယ်ဆိုရင်တရုတ်ကမြန်မာနိုင်ငံကိုပထဝီအနေထားပုံမူတည်ပြီးစီးပွားရေးအနေထားနဲ့ရောနောက်ပြီးတော့နိုင်ငံရေးအနေထားနဲ့ပါအများကြီးတွက်ချက်ထားပုံရတယ်အထူးသဖြင့်ဒီမြန်မာနိုင်ငံတွေကတရုတ်နဲ့သက်ဆိုင်တဲ့လုပ်ငန်းတွေကိုကြည့်မယ်ဆိုလို့ရှိရင်ပင်လယ်ထပ်ပဖြစ်တဲ့ရခိုင်ကဒဏ်ငွေပိုင်လိုင်းကိစ္စတွေပြီးတော့ကြောက်ပြူရင်းနဲ့စကန်လို့ရှိတယ်အထိုင်းနိုင်ငံနဲ့နယ်နိမိတ်ထိစပ်နေတဲ့ဒီထိုင်းမြန်မာချစ်ချီရေးတရားတင်တဲ့နှစ်ထပ်လုပ်ဖို့ရှိတာကဒီတရားအနှက်၃ပေါ့အဲ့ဒီတရားတွေကို ခွာပြီးနေရာချထားတဲ့ရွှေကုတ်ကိုတို့နောက် KK Pack တို့ AA ဆိုတဲ့မြို့သိစီမံကိန်း site တွေရှိတယ်ပေါ့နော်။နောက်ထပ်ဒီထိုင်းမြန်မာဝင်ပေါက်တစ်ခုဖြစ်တဲ့ဖျားသုံးစုမြို့ကမှာဆိုလို့ရှင်လဲထပ်တိုးဖို့ပြင်ဆင်နေတဲ့လုပ်ငန်းတွေရှိတယ်။အဲဒါတွေကဒီတရုတ်နဲ့နယ်နိမိတ်ထိစပ်နေခြင်းမရှိတဲ့မြန်မာနယ်စပ်တွေမှာဒီတရုတ်ကနေရာယူထားတာကတိတာနေတယ်ဆိုတာပြောလို့ရတယ်ပေါ့နော်။အဲ့တော့အဲ့ဒီ data တွေကိုကြည့်မယ်ဆိုလို့ရှင် BGF လို့မျိုးဒီနေသားစားတက်ဒီစစ်ကောင်စီနဲ့အခြေဆက်ရှိနေတဲ့အဖွဲ့အစည်းတွေရှိတယ်။ ပြီးတော့တရုတ်နဲ့တဆင့်ကန်ချိတ်ဆက်ထားတဲ့ဝါနဲ့ဆက်ဆံရေးကောင်းတဲ့အေးလို့ဖွဲ့စည်းတွေရှိနေတာကိုတွေ့ရတယ်ပေါ့နော်အဲ့တော့တရုတ်နဲ့ဒီဒိုင်ရိုက်နယ်နိမိတ်ထိစပ်နေတဲ့ဒေသတွေကတိုင်းနာအစုဖွဲ့တွေနဲ့ကတော့အရင်တော့ကအချိန်ချင်းဆွေးနွေးခဲ့တယ်လို့ပဲအတော်လွှမ်းမိုးထားနိုင်တဲ့ခြေနေလို့ပြောလို့ရတယ်အဲဒီလိုအနေထားကိုတိစောက်ထားတဲ့တရုတ်ကဒီမြန်မာနိုင်ငံရေးမှာလက်နက်ကင်တော်လည်းပြည်ပကတွေဖြစ်လာချိန်မှာမတူညီတဲ့ဘက်နဖက်စလုံးကိုလှမ်းမိုးထားခြင်းလာတွေ့ရတယ်ပေါ့နော်အဓိကကတော့ဒီစစ်ကောင်စီရဲ့သူနဲ့နယ်နိမိတ်ထိစပ်နေတဲ့တိုင်းနာလက်နက်ကင်စုဖွဲ့တွေရဲ့ပေါ့ ဲ့ဒီမှာကစစ်တပ်ကိုလည်းအလုံးစုံဒီမလွှမ်းမိုးအောင်တိုင်းရင်းသားလက်နက်ကိုင်စုဖွဲ့ဖြစ်တဲ့မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေကိုအဒီအဖွဲ့တွေလိုမျိုးနောက် KIA လိုအဖွဲ့တွေရဲ့ထိုးစစ်တွေကိုပတ်မိုးပေးကောင်းပေးခဲ့ပါလိမ့်မယ်အဲ့သူတို့လိုချင်တဲ့ဒီပန်းနိုင်ကလည်းလက်ရှိအခြေအနေထိလောက်ပဲဖြစ်နိုင်တယ်ပေါ့နော်အခုလက်ရှိကတော့ဒီတရုတ်ရဲ့စိတ်ရင်းကိုအခြေခံတဲ့ဂျီမန်ချက်အစလို့ပြောလို့ရတာပေါ့အဲ့ဒါဘာလဲဆိုရင်အိနေးချင်းဖြစ်တဲ့ enemy ထိစပ်နေတဲ့မြန်မာနိုင်ငံမှာဒီအနောက်နိုင်ငံတွေရဲ့ပါဝင်ပတ်သက်မှုကိုတရုတ်ကလုံးဝလက်မခံနိုင်တာပဲအဲ့ဒီအတွက်ကြောင့်မဲ့တရုတ်ကအနောက်နိုင်ငံတွေရဲ့ မြန်မာနိုင်ငံကြီးပေါ့ဒီမိုကရေစီအကြောင်းအရာထောက်ပံ့နေမှုတွေအဲ့ဒီနိုင်ငံတွေရဲ့အားတစိတ်တစ်ပိုင်းနဲ့ဒီရုန်းကန်နေတဲ့ NUG အပါအဝင်သတင်းမီဒီယာတွေကအစာပိတ်ပင်မှုပပတ်သက်မှုဖိအားတွေပေးလာတယ်လို့ယူဆရတယ်ပေါ့နော်အဲ့တော့ဒီချင်းတွေမျိုးတွေဖြစ်အောင်ဒီစစ်ကောင်စီနဲ့တခြားသောအပေးယူတွေရှိနေနိုင်တယ်လို့ပဲကနအုပ်ပြောပြရစီရှင် ဟုတ်ကဲ့ပါရှင်ဒီတစ်ခါဥတိုးဆောင်လက်ကိုမေးချင်တာကလေအခုပေါက်ကြလာတဲ့ဒီအစည်းအဝေးမှတ်တမ်းဟာပေါ့နော်ဟိုအစစ်မှန်ဖြစ်သလားအတုလားစသဖြင့်မေးခွန်းထုတ်စရာတွေဖြစ်နေတယ်။ဒါပေမဲ့ဒီတွေးဆောင်မှုမှန်ကန်တဲ့အကြောင်းဝါတက်ဖွဲ့နဲ့နီးစပ်သူတွေကအနီးစပ်သူကအတီးပြုတ်ထားသလိုတရုတ်ကလည်းဒီကိစ္စကိုငင်းဆိုထားတာမရှိဘူး။နောက်တစ်ချက်ကဒီစက်တင်ဘာလ၄ရက်နေ့ကတက်ဆွဲထားတဲ့ MNDAA ရဲ့ကြေညာချက်မှာဆိုလို့ရှိရင်လေဒီအစည်းအဝေးမှတ်တမ်းမှာတရုတ်အထူးကိုယ်စားလှယ်ပြောခဲ့တဲ့အချက်အလက်တွေ အားလုံးနှိပါပါဝင်နေတာတွေ့ရတယ်ပေါ့နော်ဆိုတော့ဟိုဒီပေါက်ကြားလာတဲ့အစည်းအဝေးမှတ်တမ်းဟာအစ်စ်လားလောက်ကြံဖန်တီးထားတဲ့အတုလားဒါမှမဟုတ်တရုတ်ကတမင်ဖြန့်ခဲ့တာမျိုးဖြစ်နိုင်သလားပေါ့ဟုတ်ဆွေးနွေးပြပအောင်တို့ဆက်လိုက်ဒီအစည်းအဝေးမှတ်တမ်းတော့အစ်စ်အတုဆိုတာလေအစ်စ်ဖြစ်ဖို့လည်းများပါတယ်အစ်စ်ပါသူရဲ့တက်ရောက်မှုကတော့တော်တော်ကြီးပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဆောရမဆုမြတ်ပြောသလိုအဲ့ထက်မှပါတဲ့အချက်တွေကတရုတ်က ဘက်တစ်ဖက်ကိုရက်လိုက်ပြီလားဗောနော်သူတပြင်းစစ်ကောင်စီဘက်ကိုရက်လိုက်ပြီလားဆိုတော့ဦးနေနေအဲပို့ပြီးတော့ပို့ပြီးတော့စဉ်းစားစရာတွေပို့ဖြစ်လာတယ်ဒါပေမဲ့တကယ်လက်တွေ့မှာလည်းဖိအားတွေရှိနေတာသိနေတာပဲလေသူတပြင်းတော့မြောက်ပိုင်းမှာမိတ်ကိုကန့်ရဲ့ထုတ်ပြန်မှုတွေနောက်ဆုံးအခုဟိုမီဒီယာတွေအထိပါဖြစ်လာတယ်အဲ့တော့ဒါပေမဲ့ပြန်ကြည့်ရမယ်ဆိုရင်ဒီတရုတ်ရဲ့ assessment ပေါ့အခုတည်းကတော်တော်ခက်နောက်ကြတာတွေ့ရတယ် ဟိုအရင်တော့ narrative ပေါ့ဗျာမြန်မာပြည်ကိုကြည့်မှန်းဆိုဘောင်ခတ်ပြီးကြည့်တဲ့အထဲမှာတော့ဟိုစစ်တပ်တည်တာ only institution ပမာဏမှာစစ်တပ်မရှိရင်တိုင်းပြည်ဘယ်လိုပဲပြင်မယ်အဲ့ဒါကြီးကဟိုလက်တွေ့မှာကြာတော့တာကြားလာပြီအရင်အာနာသိမ်းလိုက်တဲ့လွန်ခဲ့တဲ့3နှစ်လောက်ကအရင်90လောက်ကတော့မသိဘူးဗျာဖြစ်နိုင်ခြေရှိပါတယ်မြန်မာနိုင်ငံရေးမှာစစ်တပ်ကအချိန်လုံးပါလာခဲ့တာဒါပေမဲ့အဲ့ဒါကပြောင်းသွားပြီနောက်တစ်ခါတရုတ်တွေမသိတာကလည်း မြောက်ပိုင်းကိုသွားပြီးတော့ဒုက္ခပေးလို့ဂျန်တဲ့တောင်ပိုင်းနဲ့ဆက်ဆက်မှုတွေအခုတော်လိုက်မှာတော်တော်ထူးထူးခြားခြားမြန်မာပြည်မှာမပေါ်ဘူးတဲ့ coordinate ပေါ့နော် အရန်ကိုပူပေါင်းဆောင်ရွက်မှုကအရန်ကိုမြင့်တက်တယ်အဲ့ဒီအစည်းအဝေးမှတ်တမ်းထဲမှာလည်းဟို KNDF လက်ပါတယ်လာရှုမှာလည်းဒီဘက်ကချင်ဘက်ကလည်းဟိုကရင်ဒီဘက်ကသွားတိုက်တယ် PDF မျိုးစုံတိုက်တယ်မန္တလေးတိုက်တယ်ဒါတွေလည်းသိနေတဲ့ကိစ္စပါเนาะဒီဘက်ကသူတွေကအရင်တော့အလိုမျိုးတစ်ဖက်နဲ့တစ်ဖက်ခွဲခြားပြီးအကန့်နေနေကြတာမဟုတ်ပူပေါင်းဆောင်ရွက်မှုအရန်မြင့်တက်လာတယ် အဲ့တော့တကယ်ဟိုအတုအဆက်ဆိုတာလည်းတေးကြတယ်တက်ရောက်မှုအရာတော့တရုတ်တော့လည်းမကောင်းဘူးဒါမှမဟုတ်တမင်ရောလုတ်ပေးတမင်ရောထုတ်ပေးတာလားဒါလည်းဖြစ်နိုင်တာပဲဘာဖြစ်တော့မင်းအွန်လိုင်းကနံပါတ်တက်မဆွဆွဲရုံတခုပဲဆန္ဒပြပွဲလုတ်တယ်ဟုတ်တယ်မလားတရုတ်ဆန့်ကျင်တွေလုတ်တယ်ပြီးရင်ဒီကဟိုဒရုန်းပညာရှင်6000တို့ဆိတ်လက်နဲ့ပစ္စည်းတွေဟိုအင်အားကြီးနိုင်ငံလုတ်တယ်လို့တရုတ်ကလည်းဆွဆွဲထားတာအဲ့တည်းတော့ငါတို့တွေမဟုတ်ပါဘူးပေါ့ဒါပေမဲ့ဘာပဲပြောပြောတရုတ်ရဲ့ interest စီအခုတက်တည်တော့အရင်ခက်နောက်ကြတဲ့မြန်မာပြည်နဲ့ပတ်သက်တဲ့ တိအမြင် vision လုံးဝမရှင်းလင်းဘူးသူတို့တွေနားလည်ထားတယ်အရင်အဟောင်းတွေကနေမထွက်နိုင်သေးဘူးနောက်တစ်ခါတည်ရောက်မှုကြီးတယ်အဲ့တလည်းတံပိုးလည်းကြီးလိမ့်မယ်တရုတ်ရဲ့အရင်တုန်းကညာလဲညက်စီကြက်လဲပန်းစီပေါ့ဗျာသူကတော့အားနေတဲ့စစ်တပ်နဲ့သူတို့ဩဇာရှိတဲ့လူတွေထိန်းချုပ်ထားတဲ့နေဆက်ကိုလိုချင်တာဟုတ်အခုအဲ့အချိန်တွေလည်းရနေပြီသားပဲကြည့်ရတာတော့စီးဝါးရေးအရာကျွန်တော်ထင်တာတော့ BRI မဟုတ်သူတို့ရဲ့ Belt and Road Initiative အဲ့ဒါကိုပြန်လှည့်ခြင်းနဲ့ပြည်ထောင်စီဝိုင်းကျနေပါတယ်ကိုဗစ်အပြီးအကြီးအကျယ်စီဝိုင်းကျနေတယ်အဲ့တော့သူတို့ဒီဘတ်တစ်ခုကိုယူပြီးတွန်းလို့ရှိရင်တော့ပို့ပြီးမြန်မယ်ထင်ပေမဲ့လောလောဆယ်မှာတော့တက်ရောက်မှုကအရန်ကြီးတယ်လောလောဆယ်တရုတ်တက်လည်းမကောင်းပါဘူးဗျာအဲ့လိုပဲပြောပြရစီ ဟုတ်နောက်တစ်ချက်လေးမဆုံရဲ့ဒီတရုတ်အစိုးရဟာ MNDAA နဲ့ကိုကန့်ဒေတာကိုရက်စစ်မီရေအင်တာနက်လောင်စာစီနောက်ဆေးဝါးနဲ့ဆန်အပါဝင်ပေါ့နော်လူသုံးကုန်ပစ္စည်းတွေအကုန်လုံးကိုတင်ပို့ခွင့်ပိတ်ဆို့ထားတယ်။နောက်ပေါက်ကြားလာတဲ့အစည်းအဝေးမှတ်တမ်းအထောက်အထားတွေအရဆိုရင်လည်းဒီလာရှိုးကနေပြီးတော့ကိုကန့်တက် တွေမဆုတ်မချင်းကိုကန့်ဒေတာအပေါ်ပိတ်ဆို့ထားတာတွေကိုရုပ်သိမ်းပေးမှာမဟုတ်ဘူး။ဒီထက်ပိုပြီးပြင်းထန်တဲ့အရေးယူမှုတွေလုပ်မယ်လို့ပြောတယ်။ MNDAA ကလည်းဟို NUG နဲ့စေရီ ိုင်ငံရေးအရာမပူပေါင်းဘူးမန္တလေးနဲ့တောင်ကြီးမြို့တွေကိုထိုးစစ်ဆင်မှာမဟုတ်ဘူးနောက်ဒီအခြေအနေမှာဒီတရုတ်ဆိုရာဂျောင်းဝင်ပေးပါဆိုပြီးတော့ကြေညာချက်ထုတ်တယ်ပေါ့နော်ဆိုတော့စစ်ကောင်စီကလည်းလာရှိုးကိုနေစင်ရက်ဆက်လေးချောင်းအနီးတိုက်ခိုက်နေတယ်ဆိုတော့ဒီလိုအနေထားတွေကြောင့် MNDAA အနေနဲ့ဟိုလာရှိုးကိုစစ်ကောင်စီလက်ထက်ပြန်ပေးလိုက်တာမျိုးဖြစ်လာနိုင်လားပေါ့နော်ဟုတ်သုံးသပ်ပေးပါဦးမဆုမြတ် ဟုတ်ကဲ့ဟုတ်လာရှုကို MND ကတင်းထားတာအခုဆိုရင်တော့နှစ်လကျော်ပြီပေါ့နော်စစ်တပ်ကလည်းလာရှုကိုပြန်လိုချင်တာတော့အသေးချာပဲဘာလို့လဲဆိုလို့ရှိရင်နမခအတင်းခံရတဲ့ဖြစ်စဉ်ကဒီစစ်တပ်ရဲ့တမိုင်းချောင်းမှာဘုံတိတ်ကအကြဆုံးလို့ပြောလို့ရတယ်အဲ့တော့ပြန်ရအောင်ယူဖို့လည်းဖိအားတွေရှိနေတယ်ဆိုတဲ့သတင်းတွေလည်းထွက်ထွက်ထားတယ်ပေါ့နော်အဲ့တော့ဂျားထဲမှာစက်တိုက်ဆိုလို့စစ်ကောင်စီကလီချောင်းကနေ MND ကိုထိန်းချုပ်ထားတဲ့နေရာတွေနောက်ပြီးတော့ TNL ကိုထိန်းချုပ်ထားတဲ့နေရာတွေကိုဘုံကျဲနေတာတွေဘုံကျဲခဲ့တာတွေရှိတယ် အဲ့ဒါရှမ်းလူခွေရေးဖွဲ့ကထုတ်ပြန်ထားတဲ့စာရင်းကိုပဲကြည့်မယ်ဆိုလို့ရှင်တော့မှဒီစက်တင်ဘာလ10ရက်ကနေအခုလ6ရက်ဒီနေ့အထိအတွင်းကိုလာချက်တမျိုးတန်းနေလေးကြောင်းနေပုံကျဲခဲ့တာကြောင့်ပြည်သူ10ဦးလောက်တည်ပြီးတော့56ဦးလောက်ထဲရရခဲ့တယ်ပေါ့နော်အဲ့တော့ဖုန်ကြီးကျောင်းတွေနောက်စာတင်ကျောင်းတွေနဲ့လူနေ180လောက်ပျက်စီးသွားတယ်ဆိုတဲ့ဟာလည်းစီးရင်းနေပါတယ်။ဒါကလာရှုတ်တမျိုးတည်းတည်းပေါ့။အဲ့တော့တီဘောတို့နောက်ကုတ်ခိုင်နုနန်ခန်းတို့မှာဆိုလို့ရှင်လည်းအလားတူပဲထိခိုက်ခဲ့တာကြီးအများကြီးပဲ။နောက်တစ်ခုကဒီလာရှုတ်မျိုးတည်းမှာဒီစစ်တပ်နဲ့ရောတရုတ်နဲ့ပါဆက်ဆံရေးကောင်းတဲ့ ဘိုင်းရဲ့ဆက်ဆံရေးယုံယုံမှာရှိနေတာပေါ့နော်ဒါကိုဇက်တိုက်ဘုံကျင်းနေပြီဆိုတော့ကတရုတ်ကဒီဖြစ်စဉ်မှာအာဘာမှဝင်ပြီးတော့ဒီမပါတဲ့အပြင်အပိအမြောက်ပြုတ်တို့လိုဖြစ်နေတာကကြံ့ရပါလို့မျိုးသဘောတက်ရမယ်အဲ့ဒီနောက်ပိုင်းဒီ MNDA ရဲ့ထုတ်ပြန်ချက်တွေခုနောက်ဆုံးထပ်ပေါ်လာတဲ့ဒီ WANET တရုတ်ရဲ့စွန့်နှိမ့်ချက်တွေကိုကန့်အဖွဲ့အနေနဲ့ဒီအနောက်နိုင်ငံတွေ ASEAN နိုင်ငံတွေနဲ့မပတ်သက်ဘူးဆိုတဲ့ထုတ်ပြန်ချက်တွေကလည်းတည်တာနေတယ်ပေါ့နော်အဲ့လိုဖိအားတွေကိုကြည့်မယ်ဆိုရင်စစ်ကောင်စီကဒီတရုတ်ကိုလာရှုံးနဲ့ပတ်သက်လို့ အပေးအယူနဲ့တောင်းဆိုမှုတွေရှိထားတာတော့အသေးချာပဲလို့ဆိုနိုင်တယ်။နာမည်အုပ်ချုပ်ရေးနဲ့ဒီပြက်လက်ထူထောင်ရေးကိုစတင်မယ်ဆိုပြီးအကောင့်ထဲပေါ်နေတဲ့ MNG အနေနဲ့တော့လာရှုပ်ဆက်ပြီးထိန်းထားနိုင်မှုကတော့အတော်ရုံးကန်ရမယ်ခင်းချင်းလို့ဖြစ်နေတယ်လို့တော့မြင်တယ်ပေါ့နော်။ဘာဖြစ်လို့လဲဆိုရင်ဒီတိုင်းသားအစုဖွဲ့တွေရဲ့ထိုးစစ်ကို PRP ရက်ခိုင်ပြီးထောက်ပံ့တာမျိုးရှိနေနိုင်တဲ့ဝါကိုစီးဝေးလုပ်ပြီးတော့ PR တွေထပ်ပေးတယ်။တစ်ပတ်မှာတော့အဲ့ဒေတာကိုနှင်းညမရှောင်တိုက်ခတ်နေလေဒီစစ်ကောင်စီရဲ့လိုရက်ကိုကြတော့တားဆီးမှုတုံ့ပြန်မတွေ့ရ ဒါအောင်ကြည့်မယ်ဆိုရင်လက်ရှိအချိန်မှာစစ်တပ်ကိုတရုတ်ကမျက်နှာလိုက်နေတယ်ဆိုတာအရှိမပြောခဲ့သလိုပဲတက်သေးပဲဒီတော့ဒီလိုတရုတ်ရဲ့ဖိအားတွေနောက်မိဖက်ဝါတက်ရဲ့ထိန်းချုပ်ခံရမှုအခြေအနေတွေနဲ့စစ်တပ်ရဲ့ဒီလေကြောင်းကနေဇက်တိုက်ပုံကျဲတာတွေနောက်နောက်ဆက်တွဲဖြစ်ပြီးတော့အင်အားသုံးထိုးစစ်တွေလည်းဖြစ်လာနိုင်တယ်ပေါ့နော်နောက်တစ်ခုကတော့ PDF လို့အဖွဲ့တွေနဲ့ဒီလက်တက်လက်တွဲလှုပ်ဆောင်တာတွေမလုပ်ဖို့ဆိုပြီးတော့လည်းတရုတ်ကထပ်ပြီးဖိနှိပ်ထားသေးတာကိုကြွေရတော့ကျမတို့ဒီချိန်တွေကိုကြည့်မယ်ဆိုလို့ရှင်တော့ဒီတခြားတိုင်းသားလက်နက်ကိုင်စုဖွဲ့တွေကလည်း နေမြဲပဲဖြစ်နေမယ်ဆိုရင်လာရှုကိုပြန်ရဖို့ကတော့စစ်ကောင်စီကအာတာနေတယ်လို့ပဲစိတ်မကောင်းစရာနဲ့ပြောလို့ရပါတယ်ရှင် ဟုတ်ကဲ့ပါရှင်။အဒီတခါဥတိုးစော်လက်ကိုထပ်မေးချင်တာကဒီအစည်းအဝေးမှတ်တမ်းမှာပါရှိတဲ့အချက်အလက်တွေမှာဟိုစတက်ပြိုကျပြီးအနောက်နိုင်ငံတွေနဲ့နှီးဆက်တဲ့ NUG နဲ့ PDF အုပ်စုတွေအနိုင်ရသွားမှာကိုတရုတ်ကလုံးဝလက်ခံမှာမဟုတ်ဘူးလို့တန့်ရှိကျွန်းကဝါခေါင်းဆောင်တွေကိုပြောခဲ့တယ်ဆိုတာပါတယ်ပေါ့နော်။နောက်တရုတ်အစိုးရရဲ့ဒီသဘောထားဟာဆရာနာရှင်စနစ်ကိုအဆုံးတိုင်တိုက်ပွဲဝင်ပြီးတော့ Federal Democracy ပြည်ထောင်စုကိုတိဆောက်ဖို့ဆိုရဲတော်လိုင်း အဖွဲ့အစည်းတွေရဲ့ရှီမှန်းချက်နဲ့လုံးဝကြီးစန့်ကျင်ဘက်ဖြစ်နေရလीเนาะဆိုတော့ဒီသဘောထားကြောင့်ဒီတော်လှန်ရေးအဖွဲ့တွေနဲ့တရုတ်အစိုးရကြပေါ့ဟိုဆက်ဆံရေးကပို့ပြီးတော့ဆိုးသွားတာမျိုးဖြစ်လာနိုင်မလားအဲ့ဒါတော့ငကိုတည်းကတရုတ်နဲ့နိုင်ငံရေးကတော့တော်လှန်ရေးမှမဟုတ်ပါဘူး NLD နဲ့လည်းမတူခဲ့ပါဘူးဘာဖြစ်လို့ဒီဘက်က NLD အပါဝင်ကျွန်တော်တို့တော်လှန်ရေးအဖွဲ့တော်တော်များများ Liberal Democracy Federal Democracy ကိုတောင်းတာပါတရုတ်ကတပါတီအာဏာရှင်စနစ်ပါ ော်လက်ဘျူရိုနဲ့သူတို့မှပါတီစုံစနစ်မဟုတ်ပါဘူးမီဒီယာကိုလည်းတင်းတင်းကြပ်ကြပ်ထိန်းချုပ်ထားတဲ့ဘာလက္ခဏာမှမရှိဘူးထို့သဖြင့်တော့သူတို့ကဘဟုထုတ်ကြိုင်မှုစနစ်နဲ့ပဲတွားတယ်ဆိုတော့နိုင်ငံရေးရတော့ငိုတွေကတော့မတူဘူးလေမတူပေမဲ့လည်း NLD လက်တက်ကလည်းဒေါန်ဆန်းစုကြည်နဲ့တော့တော်တော်ကောင်းမွန်တဲ့စတန်ကြီးရှိတာပဲအခုလည်းရှိနေတာပဲတရုတ်တွေနဲ့တရုတ်တွေနဲ့ဆိုရင်တော့ဆိုလိုတာကတော်လိုင်းအဖွဲ့တွေကလည်း Federal Democracy ပါဆိုတာတရားဝင်တင်ညာထားတာကိုနိုင်ငံရေးကြီးမှန်းချက်ကအဲ့လိုပဲ မြောက်ပိုင်းမာမိတ်ဖွဲ့တွေမှာတော့မှသူတို့ဘန်လို့တဖွဲ့ချင်းပေါ့ကိုကန့်တယ်ကိုကန့်ဝါလဲဝါ TNL လေးအေးအေးသူတို့တဖွဲ့ချင်းနိုင်ငံရေးနိုင်ငံရေးမူရရှိမှာဘုံသဘောတူညီချက်ကတော့ Federal Democracy ဆိုတဲ့အောက်ကတော့ရှိနေပါတယ်အဲ့တော့နိုင်ငံရေးရတော့ငကိုတွေကမတူခဲ့ဘူးနော်အဲ့တော့ထတ်တူကြလည်းမရှိဘူးဒါပေမဲ့အဲ့ဒီတော့ကိုဆက်ဆက်ရင်မကောင်းနိုင်ဘူးလားဆိုတော့ဆက်ဆက်ရင်လည်းဘာမှမဖြစ်ပါဘူးဆိုတော့ NLD ဥပမာရှိခဲ့ပြီးသားပဲလေ NLD တော်စုလို့ဦးဆောင်ခဲ့တုန်းကလည်းတရုတ်နဲ့ဆက်ဆက်ရင်အများကြီးကောင်းခဲ့တာပေါ့ဒါပေမဲ့အခုမှတော့ပိုဝေးသွားလားဆိုတာတဲ့တော့ဟိုတရုတ်ကဘယ်လောက်ထက်ရှုံမလဲသူတပြင်းဖြတ်ငါးပြက်ပေါ့နော်အခုပဲရိတ်ခါတွေဖြတ်တယ်အဆက်အသွယ်ဖြတ်တယ်လက်နက်စည်းဝါးဖြတ်တယ်သူတပြင်းတော့ရိုးရိုးတမ်းမှန်ပြည်သူတွေလည်းရှိတယ်လေကိုကန့်နေဆိုတာဟန်တရုတ်တွေပေါ့ဟန် Chinese ပေါ့ဗျတရုတ်အများစုကဟန်လူမျိုးတွေပါသူတကယ်တော့ဟိုတကယ်တော့သွေးချင်းသားချင်းဆက်တဲ့လူတွေပဲအဲ့လူတွေပဲဒုက္ခရောက်တာပါပဲအခုလည်းတကယ်မြေပြင်မှာသူ့ဖိအားကြောင့် တခုပဲကြည့်ရမှာဒါဘလောက်ရေရှည်ဖိအားလာခဏပဲဟိုမျက်နှာမပြအောင်စစ်ကောင်စီကိုပြကျင်တာလားငါတို့တခုလုံနေပါတယ်ဒါပေမဲ့အဲ့လိုလုံလို့ရောဒီအဖိအားခံရတဲ့လူတွေခဏတော့လိုက်နာမှာပေါ့လူပဲကိုယ့်ရဲ့ရက်တည်ရေတော့နှီးမျိုးစုံရှာကြံပြီးတော့အသက်ရှင်အောင်နေကြမှာပဲလေအစွမ်းပြောသလိုဆက်သွယ်ရေးရလဲကုလူဆက်သွယ်နေတယ်နောက်တစ်ခါအဲ့လိုမျိုးဟိုဒုက္ခတော့ပေါ်ရောက်တယ်ကြိုဖြတ်မှဆိုတာသိပြီးသားပါတယောက်ကဩဇာအရမ်းကြတယ်နောက်တယောက်ကသူ့ ခေါ်ဆောင်ပြီးတဲ့ hiking ကဘလောက်လို့ဖြစ်လို့လဲ9လလောက်တာခဏရက်တာအခုပဲဆိုတော့လာရှိုးလာရှိုးပြန်ရသွားတယ်ဟိုဘက်နပခခဏနေကြတော့မယ်လေဟိုဘက်မှာအေးအေးမှာအမ်းမှာနောက်တဲ့နောက်ပိုင်းတန်းစဌာနကျောက်တခုကကြားတော့မယ်နောက်တဲ့တိုင်းဌာနကျောက်တခုနော်အဲ့မှာရေရက်ပါကြီးထူးထူးခြားခြားစီရေးအရာတော့ဘလို့လို့အဖတ်ဆင်နိုင်ပါလေဓာရီရတရုတ်တွေဟိုဝင်ပြီးအမုန်းခါရပဲအဖတ်တင်မယ်တရုတ်နဲ့ဒီဘက်တော်လိုင်းအင်အားစုတွေသူတို့ပြင်ဒီမိုကရေစီရေးလို့អော်နေတဲ့လူတွေကငကိုတွေကတော့နိုင်ငံရေးကမတူပါဘူး ဒါပေမဲ့မတူဘဲနဲ့လည်းအရင်တုန်းကတော့ဟိုကောင်းမွန်တဲ့ဆက်သွယ်ရင်ရှိလို့ရတယ်ဆိုတာတော့တက်သေးတယ်ရှိခဲ့ပြီးသားပါပိုဝေးသွားမသွားဆိုတာတော့ကျွန်တော်ထင်တယ်စောင့်ကြည့်ရမယ်တရုတ်ဘယ်လောက်ထိပါမှာလဲဒါလောက်ပဲလားပိုလွန်ကျွန်လာရင်တော့ခဏနေအရင်တုန်းကစစ်ကောင်စီကတရုတ်ဆန့်ကျင်ရေးကိုဥဆောင်ပြီးလုပ်တယ်ခဏနေဒီဘက်ကဟို resistant group တွေကပါတရုတ်ဆန့်ကျင်ရေးဆိုတရုတ်လည်းခဏနေနေကြတော့မရှိဘူးဖြစ်လာမှာတော့ဗောနော်အဲ့တော့ဆိုလိုတာကတော့နိုင်ငံရေးရမတူလို့တော့ ပိုဝေးသွားမှလို့မထင်ဘူးဘာလို့ဆိုအစတည်းကလည်းမတူပါဘူးနောက်လည်းတူဖို့မရှိပါဘူးနောက်တစ်ခါဒီအနောက်နိုင်ငံအမေရိကတရုတ်ကတော့တစ်ချိန်လုံးအမေရိကန်ကတော့ဘာလို့ကြောက်လဲမသိဘူးအနောက်နိုင်ငံ influence ပေါ့အဲ့ဒါတော့သူတို့တော်တော်လေးထားပြီးတော့စိုးရိမ်နေတဲ့ပါတယ်ဘာလို့ဆိုပုံမှန်ပြီးနာဂစ်ဖြစ်လို့အရင်တော့ရိုးရိုးတော့ဒါတော်မှတဘာဝပတ်ဝန်းကျင်ရလင်းတင်သမောရောက်ရင်တရုတ်ကနေဆက်မှာတက်တည်တက်လန့်ထားတာလို့ဘာလို့ဖြစ်ခဲ့တဲ့ဖြစ်ပျက်တွေရှိခဲ့တယ်အနာဒိနောလည်းဖြစ်ခဲ့တယ်တရုတ်စစ်တပ် PLA ကိုနေဆက်ပို့ထားပြီးတော့စီရေးလေ့ကျင့်တာပဲရှိခဲ့တယ် အထူးသဖြင့်တရုတ်ကရဲ့တဆေကြီးကတော့အနောက်နိုင်ငံပေါ့အနောက်နိုင်ငံရဲ့အုပ်စုရဲ့ influence သူတို့နေဆက်တီရောက်မလားရောက်လာမလားလို့ဆိုရင်လည်းဒါပေမဲ့မြန်မာပြည်ကတိုင်ဝမ်မဟုတ်ပါဘူးတရုတ်ပိုင်ကလည်းမဟုတ်ပါဘူးအဲ့တော့ဆိုရင်ကြလည်းမရှိဘူးနိုင်ငံရတော့ငိုတွေကမတူတဲ့အတွက်တိတက်တော့ထပ်ဝေးကြတော့မရှိဘူးဒါပေမဲ့သူ့ရဲ့လောက်ရပေါ်မှာပို့ပြီးတော့ကဘတ်တဖက်ကိုသူတို့ပြင်စစ်ကောင်စီဘက်ကိုအရန်ကတ်မယ်ဆိုရင်တော့နောက်ဆက်တွဲပြဿနာအများကြီးရှိနိုင်တယ်လို့ပဲပြောပြရစီဗျာ ဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့နောက်ထပ်မေးချင်တာကဒီတရုတ်အစိုးရဟာ MNDAAO ဒါမကဂျန်နဲ့အဖွဲ့တွေကိုလည်း NUG နဲ့လက်တွဲလှုပ်ဆောင်တာမျိုးမလုပ်ဖို့အတော်လေးဖိအားပေးလာတယ်ပေါ့နော်ဆိုတော့ MNDAA က NUG ကိုနမည်တက်ပြီးတော့လက်တွဲမလုပ်ဘူးဆိုတာကိုကြေညာချက်ထုတ်ပြန်ရတဲ့အထိဖြစ်လာတာကိုကြည့်ရင်ဟိုတရုတ်အစိုးရရဲ့ဖိအားဘလောက်ထိပြင်းထန်တယ်လဲဆိုတာကိုသိသာစေမယ်ထင်တယ်ဟုတ်အခုဆိုလို့ရှိရင် TNL ကိုလည်းဖိအားပေးလာနေတယ်ဆိုတော့မေးချင်တာကပေါ့နော်ဒီနေ့အတိုင်းပဲ AA နဲ့ KIA ကိုလည်းဆက်ပြီးတော့ဖိအားပေးလာနိုင်တယ်လို့ယူဆလို့ရမလားပေါ့ဟုတ်တရုတ်အပေါ်မှီခိုမှု နေပါတဲ့ဒီ AA အနေနဲ့ရောတရုတ်အစိုးရရဲ့ဖိအားကိုလက်ခံပါမလားပေါ့နော်ဟုတ်မဆုမြတ်ဆွေးနွေးပါအောင်ရှင်ဒါတော့ဖိအားပေးခင်ရမှာတော့အတိအချပဲလို့တော့ပြောပြရစီအာအဝေးကြီးဖြစ်နေတဲ့ဒီကရင်ဖွဲ့စည်းတွေကိုကြည့်မယ်ဆိုရင်တော့မြောက်ရီမြို့သိမ်းတိုက်ပွဲလို့ဖြစ်စဉ်မျိုးကတက်တည်ခံနေတယ်ပေါ့နော် ပြည်နယ်ကြားဆောင်တဲ့ BGF ကစစ်တပ်ရဲ့ထောက်ပံ့တွေကိုမယူတော့ဘူးမပူပေါင်းတော့ဘူးလို့ထုတ်ပြန်တယ်။တော်လိုင်းရေးစုဖွဲ့တွေကဒီမြောက်တွေကိုသိမ်းပိုက်လိုက်နိုင်တယ်။အဲ့တော့အမှတ်နဲ့တရားအနည်းကိုဇက်တိုက်ပုံကျဲပြီးနောက်ပိုင်းဒီတရုတ်လုပ်ငန်းစုတွေရှိတဲ့ရွှေကုတ်ဘူကဘုံကျဲရမယ်လို့ချင်းချောက်တဲ့တင်ဖော်ပေါ်ခဲ့တယ်ပေါ့နော်။နောက်နေ့မှာပဲတိုက်ပွဲကရပ်တန့်လိုက်ရတယ်လို့ပဲသိမ်းထားတဲ့စစ်ကောင်စီတပ်စခန်းမှာဒီသူတို့အလံသူတို့ပြန်လာတတ်နိုင်အောင် BGF ကပဲပြန်ပြီးကူညီလိုက်ရတာဖြစ်တယ်ပေါ့နော်။အခုနောက်ပိုင်းမှာတော့ဒီတရုတ်ရဲ့လုပ်ငန်းစုတွေနဲ့သူတို့ရဲ့အကျိုးစီးပွားအရာစစ်ကောင်စီနဲ့ BGF ပြန်မူပေါင်းလိုက်သလို အခြေအနေကိုပြန်ရောက်သွားတယ်ပေါ့နော်ဒါကနမူနာဖြစ်စဉ်တစ်ခုလို့ပြောလို့ရတယ်အဲ့တော့ဒီဒေတာဆိုလို့ရှိရင်တကယ်တမ်းတရုတ်အစိုးရနဲ့ပတ်သက်နေတာမဟုတ်ဘဲနဲ့တရုတ်လုပ်ငန်းစုအနေနဲ့ပတ်သက်တဲ့အနေထားမှာတော့တိုင်းနာစုဖွဲ့တွေရဲ့ဒီမလွန်ဆန်နိုင်တဲ့အခြေအနေကိုမိမောင်းထုတ်ပြခဲ့တာပေါ့နော်အဲ့တော့တစ်ဖက်မှာကျွန်တော်တို့ KIA နဲ့ AA မှာဆိုလို့ရှိရင် KIA ကိုကြည့်မယ်ဆိုရင်တော့ဒီတရုတ်နဲ့ KIA ဟာစံပေးလို့စီရတဲ့ပတ်သက်မှုမျိုးနဲ့နေပေါင်းများစွာဆက်ဆံရေးရှိတယ်ပြောရလို့ရှိရင်ကိုကန်တပ်ဖွဲ့လောက်ဝါလောက်အထောက်ပံ့နေယူထားတဲ့အခြေအနေကိုဆွေးနွေးနေစင်တာပါ ။ဒါကြောင့်မလို့လေဒီလက်ရှိအခင်ကျင်းမှာ KNY ကရှမ်းမြောက်ကတိုက်ပွဲတွေထက်ဒီကစီဘီနယ်တွင်းကတိုက်ပွဲတွေပိုပြီးတော့ပေါ်ပေါ်ဆောင်နိုင်တယ်ဆိုတော့ကျွန်တော်တို့မြင်ရတယ်ပေါ့နော်။ဘာလို့လဲဆိုလို့ရှိရင်ရှမ်းမြောက်ပိုင်းကဒီတိုက်ပွဲတွေကတရုတ်ကလွှမ်းမိုးလာနိုင်တာကို KNY ကကြိုတွေးထားပုံတော့ရပါတယ်။တရုတ်အနေနဲ့ကလည်းကချင်ပြည်နယ်အတွင်းမှာဖက်ကန့်ဒေတာထွက်ကုန်တွေကတရုတ်လုပ်ငန်းစုမရှိလဲတရုတ်နိုင်ငံကိုအများဆုံးထွက်ပေါက်ဖြစ်နေတာတော့အသေးချာပဲပေါ့နော်။အဲမြစ်ဆုံကိစ္စဆိုရင်လည်းလက်ရှိမှာခဏမေးထားလို့ရသေးတဲ့အခြေအနေလို့ပဲထားအောင် ဒါပေမဲ့ဒီစစ်တပ်ကတောင်းဆိုလာနိုင်တဲ့အခြေအနေလည်းရှိလာနိုင်တယ်ပေါ့နော်ရွေးကောက်ပွဲဆိုတဲ့စကားလုံးကိုတုံးလာရင်တော့တိတ်မကြခင်အချိန်ကာလအတွင်းမှာစစ်ပွဲတွေရပ်ဖို့ဆိုတာမျိုးကဖိအားပေးလာနိုင်တယ်အဲ့တော့အေအေအနေနဲ့ကတော့တရုတ်ရဲ့ထောက်ပတ်ဆိုတာတစ်ထက်ဒီဝါအနေဖြင့်ချင်းချိတ်ဆက်ထားတာတွေ့ရတယ်လို့သူတို့ရဲ့ရက်တိချက်ကလည်းနိုင်ငံရေးမှာရှင်းရှင်းလင်းလင်းတော့ရှိရပေါ့နော်တခွေတဲ့အနေနဲ့ရက်တိထားတာဖြစ်တာကြောင့်မို့လို့အချိန်တန်လို့ဒီသူတို့နယ်ပယ်ကိုထိချုပ်ထားနိုင်တဲ့အခါတရုတ်ဖြစ်ဖြစ်အိန္ဒိယဖြစ်ဖြစ်နောက်ဆုံးသူတို့နယ်ကိုလာမထိဘူးလို့ကတိပေးလာတဲ့စစ်တပ်ဖြစ်ဖြစ် ိုပါရထုတ်ခွင့်ရတယ်ဆိုတဲ့ဒီဘွားရဲ့ရည်တည်ချက်ပုံစံဂတိကဝေရရင်ဖြစ်ဖြစ်တရုတ်ကလမ်းကြောင်းပေးလာတာနဲ့ဒီလမ်းကြောင်းကိုရွေးချယ်လိုက်တာလည်းဖြစ်နိုင်တယ်ပေါ့နော်။ဒါစစ်ကောင်စီအနေနဲ့လည်းရခိုင်ကိုပြန်ရဖို့ဆိုတာမှာဒီရှမ်းမြောက်ကဒေသတွေထဲပိုခတ်နေတော့လက်လွတ်လိုက်ဖို့လည်းတွေးကောင်းတော့တွေးထားနိုင်တယ်လို့တော့ယူဆလို့ရတယ်။အဲတော့သူတို့အလိုချင်ဆုံးနေရလို့ပြောရင်လည်းစစ်ကောင်ဆောင်တွေကြီးကြော်ထားတဲ့ဒီလားရှိုးအခြေဆိုင်နာမခပြန်ရရေးပဲ။အော်ဒီတော့ပြန်ချုပ်ရလို့ရှိရင်ဒီ KIA နဲ့ AIA တရုတ်ရဲ့ဖီအားကို တခြားအဖွဲ့တွေနဲ့မတူတဲ့တခြားပုံစံနဲ့တော့ရလာနိုင်တယ်လို့ပဲမြင်မိပါတယ်ရှင့် ဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ဥတုဆက်လကိုပြန်လှည့်ပေးခြင်းပါတယ်အာကျမတို့ဒီပေါက်ကြားလာတဲ့ဒီအစည်းအဝေးမှတ်တမ်းတွေအများဆိုလို့ရှိရင်တရုတ်အစိုးရကဟို UWS ရေထိပ်ပိုင်းခေါင်းဆောင်တွေမြောက်ပိုင်းအဖွဲ့တွေနဲ့အလုံးစုံဖြတ်တောက်ပိတ်ဆို့ဖို့လှုပ်လာတယ်ပေါ့နော်ဆိုတော့လက်လက်လက်နက်ခဲယမ်းတွေမထောက်ပံ့ဖို့လည်းပါတယ်မလိုက်နိုင်ဘူးဆိုရင်ဝါအဖွဲ့ကိုလည်းတရုတ်ဘက်ကပိတ်ဆို့အရေးယူမယ်လို့ချိန်ချောက်တယ်ဝါအဖွဲ့ကလည်းပြောရမယ်ဆိုရင်လိုအပ်ချက်မှန်သမျှကိုတရုတ်အပေါ်မှီခိုနေရတဲ့အတွက်တရုတ်ရဲ့ဖိအားကိုလွန်ဆန်မှု ုခဲရင်နိုင်တယ်ဆိုတော့ဒီလိုအနေအထားတွေကြောင့်မြောက်ပိုင်းတိုင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကြားစိတ်ဝမ်းကွဲမှုတွေစိတ်ရည်တင်းမာမှုတွေဖြစ်လာနိုင်တယ်လို့ယူဆလို့ရမလားပေါ့ဟုတ်ဆွေးနွေးပြပါအောင်တို့ဆိုလက်တရုတ်လုံနေတာတော့ဟိုကျွန်တော်ကလို divide and rule ပါပဲတချို့တွေကိုရန်တိုက်တယ်လို့သူတို့အဲ့လိုဖိအားတွေပေါ့နော်တကယ်တကယ်ကိုလက်တွေ့ဖိအားတွေကပြဿနာရှိတယ်ဟိုဒါပေမဲ့အဲ့လောက်ကြီး open conflict ဖြစ်မယ်လို့တော့မထင်ပါဘူးသူတို့တွေကြားမှာညှိနှိုင်းထားပါတယ်သူတို့ပြင်တော့ FPNCC ဆိုတာနိုင်ငံရေးဥဆောင်မှုရှိပါတယ်ဝါဥဆောင်ထားတာကျွန်တော်ဟို30 20ကောင်ပါပါတယ်ညီနောင်သုံးပွဲလည်းပါတယ် KIA လည်းပါတယ်အဲဟိုကျွန်တော်တို့ချမ်းမြောက်လည်းပါပါတယ်ဒီဘက်မြောက်ပိုင်းဒီအဲ Federal အ FPNCC ပေါ့ဗျာကျွန်တော်တို့နိုင်ငံရေးအစုဘွဲမှာတော့နိုင်ငံရေးအရာပို့ပြီးခိုင်ပါတယ်ပေါင်းဆက်ထားမှုရှိပါတယ်ဒါပေမဲ့ဒီလိုဖိအားတွေက နောက်တကဟိုတခုပဲပြန်မေးပြတယ်တကယ်တမ်းဆရာကပြောတယ်ဝါတို့ကိုကန့်တို့ကျွန်တော်တို့ဟိုမိုင်းလာတို့ကောတေးဥလက်အောက်ခံတယ်လို့သူတို့ကသူတို့မခံယူကြပါဘူးသူတို့မှသူတို့လွတ်လပ်တဲ့ identity ရှိပါတယ်ဒါပေမဲ့မလွန်ဆန်တဲ့နေရာရှိပါတယ်အဲ့ပြည်နယ်တွေကျွန်တော်ကြာဘူးပါတယ်သူတို့ပြင်ဆန်ဆိုင်လို့မရအောင်တောင်ပေါ်ဒေသတွေအရင်ဟိုဝါနဲ့စစ်ကောင်စီနဲ့စစ်ဆွဲရမှာဆန်ရေးဘယ်လောက်ပေးမှဆိုလဲ agreement တွေပါပါတယ်ဆန်ပို့ရတယ်အဲ့လိုဟာတွေကတော့တရုတ်ကိုမိခိုးရတာပေါ့ဗျာဒါကတော့ စံဆိုင်လို့မရလို့သူတို့ရိုးရအစားဆိုတော့စံပြုတ်အဲ့ဘက်မှာကျွန်တော်တို့သွားတော့ကတော့အဓိကပြောင်းနဲ့ပြုတ်ထားတဲ့ဟာတွေပဲစားကြတာများတယ်အဲ့လို supply လမ်းကြောင်းနေဆိုရင်တော့ဒုက္ခရောက်တာပေါ့နော်ဒါပေမဲ့နိုင်ငံရေးအရာလည်းခိုင်ခိုင်မာမာမဟာမိတ်ရှိတယ်စီရေးအရာလည်းပုံတရားပူပေါင်းမှုတော်တော်များများရှိတယ်အဲ့တော့ကျွန်တော်ထင်ပါတယ်ထပ်ပြီးတော့သွေးကွဲကြတော့မရှိဘူးခဏနေပိုတော့ညီသွားအောင်မယ်ညီသွားပြီးတော့မှတရုတ်ရဲ့ဩဇာဟိုတရုတ်ကတော့တချို့ဟိုသူကတော့မဟာအင်အားကြီးဟို တရုတ်ကိုမြောက်ပိုင်းဖွဲ့မှမဟုတ်စစ်ကောင်စီလည်းတိတ်မလွန်ဆန်နိုင်ဘူးဒေသတွင်းမှာသူကအော်ဒါကြီးတာကိုအာဆီယံနဲ့တော်တော်လွန်ဆန်မှုကပ်ပါတယ်တကယ်တမ်းကတော့သူကတော့စူပါပါဝါပေါ့နော်ဒါပေမဲ့အဲ့ဒါကိုဒီဘက်ကရသလောက်တော့အတက်နိုင်ဆုံးကိုနီကိုကနဲ့တော့ဖြည့်ချင်းလိုက်မယ်ဒါပေမဲ့တစ်ဖက်မှာလည်းဒီဥစ္စာဟိုကြားပဲခြိုင်ကြတာဟိုပေါ်တင်ကြီးတော့ openly against တော့မဖြစ်နိုင်ဘူးနောက်တစ်ခါဆိုတော့ political bond ပေါ့ဗျာဟိုနိုင်ငံရေးအရာဒီနိုင်ငံရေးဥစ္စာမှုအဖွဲ့တွေပါခိုင်မာတဲ့အထဲမှာတော့အစွမ်းလို့အပြင်ပဖိအားကြောင့် တခါကျရင်ပြန်ပြန်မဖြစ်အောင်ပိုးတော့ညီသွားတတ်သေးတယ်ခုတော့တရုတ်ကချင်းချောက်တာ satellite နဲ့ပါကြည့်မယ်တော့အထူးသဖြင့်တော့ကိုကန့်အောင်ပေါ့ဗျဖြတ်ငါးပြက်လုံးမယ်ပို့ပြီးတော့ DNA လေကိုလည်းလုံအောင်နှိပ်ကွမယ်ဆိုတော့စာနဲ့တရားဝင်ထုတ်ထားတာဟိုကြောက်ရွံ့ကျွန်းအောင်လုပ်မယ်တော့ဟိုတရုတ်တွေကအခုပြဿနာ ဘဇက်ခတ်တဲ့ချင်းချောင်းနေတာအောက်မှာလည်းဘယ်ဟာမှတိတ်ပြီးတော့အာနာဇက်ကမတိရောက်တယ်လို့ဖြစ်နေတယ်လို့ပေါ့နော်အဲ့လိုပဲစစ်ကောင်စီနဲ့လည်းလေနဲ့ဘုံမကျဲပါနဲ့ဆိုစစ်ကောင်စီစပြီးတော့အမြောင်းနဲ့ပြလို့ဟိုနင်းကသူတို့ရဲ့ ceasefire ကလည်းပြတ်ခဲ့ရတာပါအဲ့တော့သူ့ဩဇာတွေကတော့ပိုကျလာဖို့ပဲရှိတယ်နားလည်းမထောင်ဘူးအဲ့တော့သူကလည်းအတင်းကိုဖိပြီးတော့ဖိအားပေးလာတယ်ဒီကျွန်တော်ထင်တဲ့လူမျိုးစုတွေတိုင်းရင်းသားတွေဒီလက်ရှိဘာတို့လဲစစ်ကောင်စီဆိုတဲ့ဟိုနင်းနဲ့မင်းအောင်လှိုင်ကိုခုခံမှုကအရန်ကြီးတော့ သူတို့ကပိုတော်မှညီသွားနိုင်တယ်ပိုကွဲမှန်လို့တော့ကျွန်တော်ပုံမမြင်ဘူးနိုင်ငံရေးအရာလည်းတစုံတရာခိုင်ပါတဲ့ကျွန်တော်တို့ချိတ်ဆက်မှုရှိတယ်လို့အခုစစ်ရေးအရာရောတခြားတခြားပူပေါင်းဆောင်ရွက်မှုတွေမှာတမိုင်းမှာတခါမှမကြုံဘူးလေကျွန်တော်ပထမပြောခဲ့တယ်လို့ပဲပူပေါင်းဆောင်မှုအရန်အကောင်းတော့လေကျွန်တော်ထင်တယ်တသက်ကြီးတော့ကွဲမသွားဘူးပိုတော်မှခိုင်သွားအောင်မဖီအားတွေပိုများလိုက်ပါတော့ဒီမှာမစ္စတာညာအဲ့လိုတော့သုံးသပ်ပါတယ်ဗျာ ဟုတ်ကဲ့ပါရှင်မဆုမြတ်ကိုမြေးချင်တာကဒီအခုဆိုလို့ရှိရင်တရုတ်အစိုးရကမြောက်ပိုင်းမှာအခြေစိုက်တဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကိုနှိမ်မြုပ်စုံနဲ့ဖိအားပေးအကြက်ကိုင်းချင်းချောက်တာတွေလုပ်နေတယ်စစ်ကောင်စီကလည်းမြောက်ပိုင်းညင်အောင်တုံးဖွဲ့ရထိန်းချုပ်ထားတဲ့နေမြေတွေကိုလေကြောင်းကနေနေတိုင်းလိုလိုကိုဘုံကျဲတိုက်ခိုက်နေတယ်ဒီတော့အခုလိုနှစ်ဖက်စလုံးကဟန်ချက်ညီလှုပ်ဆောင်နေတာဟာတရုတ်အစိုးရနဲ့စစ်ကောင်စီကြားမှာပေါ့နော်အပေးယူတစ်ခုခုရှိနိုင်တယ်လို့ယူဆနိုင်မှာပေါ့ဟုတ်ဒီပေါ်မှာမဆုမြတ်ဘယ်လိုများဆွေးနွေးကြမှာလဲရှင့် အပေးယူရှိသွားပြီဆိုတာတော့ဒေချာပဲလို့ပြောလို့ရတယ်ပေါ့နော်ဒါကဒီ MNDA ရဲ့ထုတ်ပြန်ချက်နှစ်ကြိမ်ရဲ့နောက်ထွက်ပေါ်လာခဲ့တဲ့ဝါနဲ့တွေ့ဆုံမှုအချက်လက်တွေကတော့တက်တည်ထူနေတယ်အဲ့တော့တရုတ်ရဲ့ဒီမြန်မာနိုင်ငံရေးပေါ်သူတို့ကလွှဲရင်ဘယ်နိုင်ငံမှမပါဝင်စေရမလွှမ်းမှုစေရယူမန်းချက်ရဲ့နောက်ပြီးတော့စစ်ကောင်စီရဲ့ကြဆုံနေတဲ့ဆုံးရှုံးနေတဲ့ဒေသတွေကိုပြန်ရဖို့အရေးထိုးစစ်ဆင်နေတဲ့အခွဲတွေကိုဘသူဖိအားပေးမလဲဆိုတဲ့လွတ်ဆောင်ချက်ရဲ့ကြားမှာလက်ရှိအခြေအနေကိုမြင်တွေ့နေရတာဖြစ်တယ်ပေါ့နော် အဲ့တော့အပေါ်မှာပြောခဲ့သလိုပဲလက်ရှိ2029ပထမလိုင်းဒုတိယလိုင်းကိုအချက်ကျကျလှုပ်ဆောင်ခဲ့လို့ကိုနေရာကိုပြန်ရရခဲ့တဲ့အိမ်ပြန်ခီးဖြစ်တဲ့ကိုကန့်အဖွဲ့ရဲ့နောက်ရီမန်ချက်တွေကိုနှစ်ပေါင်းများစွာပြင်ဆင်ခဲ့တာကိုလက်တွေ့အကောင့်ထဲပေါ်နိုင်ခဲ့တဲ့ TNL နဲ့ AA တို့ရဲ့ဒီထိုးစစ်တွေကဆက်အနာရှင်ကြဆုံးရေးမှာတကယ့်အောင်မြင်မှုတွေဖြစ်ခဲ့တယ်ပေါ့နော်အဲ့လိုအခြေအနေမှာစစ်တပ်လုံနိုင်တာနှစ်ခုပဲရှိတော့တယ်အဲ့ဒါကတော့အဲ့ဒေတာတွေကိုခြေကုပ်မြူနိုင်အောင်ဖြည့်ဆည်းရင်းနဲ့သူတို့ကိုဆက်မတိုက်နိုင်အောင်ဖိအားပေးနိုင်မယ့်နိုင်ငံကိုအခုညီတောင်းရေးပေါ့ အဲ့တော့အဲ့ဒီအချိန်ဒီမှာဒီတရုတ်ကလည်းသူ့လိုချင်နေတဲ့အချိန်ကာလကိုရောက်လာတယ်လို့တော့ပြောလို့ရတယ်။မြန်မာနိုင်ငံကိုလှမ်းမိုးချင်တဲ့တရုတ်ကသူနဲ့အချိန်ဆက်ရှိတဲ့ဝါတို့နောက်ကုကန်ဟိုတင်းတင်းကြပ်ကြပ်ဖိအားပေးလာတယ်ပေါ့နော်။ TNL ကိုလည်းဒီလိုပဲဖိအားပေးခဲ့တယ်ပေါ့။အရှင်မဦးတူဆက်လည်းပြောခဲ့သလိုပဲ။အဲ့တော့အဲ့ဒီအဖွဲ့တွေရဲ့ထုတ်ပြန်ချက်တွေကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်သူတို့အဖွဲ့တွေရဲ့ဆန္ဒချက်ဒီတရုတ်ရဲ့အတ္တတွေပိုပါဝင်နေတာကိုတွေ့ရတယ်ပေါ့နော်။စစ်ကောင်စီအနေနဲ့ကလည်းဒီစစ်ရှုံးဖွဲ့စည်းတက်တက်တာဖြစ်နေတော့ရရနီလိုင်းနဲ့ထွက်ပေါက်ရှာနေသလိုမြန်မာနိုင်ငံရေးနယ်ပယ်တွေကလည်းမထွက်ရပြီးရော လျှောမှုတွေရှိသွားနိုင်တယ်ပေါ့နော်နောက်တစ်ခုကတော့စစ်တပ်ရဲ့ဒီ NLD အပေါ်အမုံတရားနဲ့အညူတရားပေါ့ဒီအခြေအနေရပဲမြန်မာနိုင်ငံရဲ့ပြည်ပခါတွေကအကြီးမားဆုံးအခြေအနေထိဖြစ်ခဲ့ရတာပါအဲ့အဲ့ဒီအတွက်ပဲဒီစစ်ကောင်စီနဲ့တရုတ်ရဲ့တူညီနေတဲ့အချက်အခြေခံဖြစ်တဲ့ဒီအနောက်နိုင်ငံတွေနဲ့ပတ်သက်ဆက်နွယ်နေတဲ့ NUG နဲ့အခြေဆက်ဖွဲ့တွေကိုမြန်မာနိုင်ငံမှာနေရာမရရေးဆိုအဲ့ဒီအချက်ကနေပဲအခြေခံလိုက်ပြီးတော့အပေးယူလောက်သွားနိုင်ကြတဲ့အခြေအနေဖြစ်သွားတာလို့ယူဆလို့ရတယ်ပေါ့နော်အဲ့တော့ဒီတက်ပို့ပြီးမြန်မာနိုင်ငံရေးပေါ်တက်ရောက်မှုကြီးတဲ့ အပေးယူတွေမဖြစ်သွားဖို့ကပဲအရေးကြီးတဲ့အခြေအနေလို့ပဲဆွေးနွေးပြရစီရှင်။ဟုတ်ကဲ့ပါရှင်။အခုလိုအချိန်ပေးဆွေးနွေးပေးခဲ့ကြတဲ့ဥတုဇော်လောက်ကိုမဆုမြတ်ဘူးအကျေစုတင်ပါတယ်။ကျေးဇူးပါရှင်။